အပတိဋ္ဌသာသမီဆိုတာဘယ်လိုသာသမီမျိုးကိုခေါ်ပါသလဲဘယ်လိုအခွင့်အရေးတွေရှိပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဦးစံမင်းဦးဖြစ်ပါတယ်ကျွန်တော် Law Firm နေနဲ့အများပြည်သူတို့သိထားသင့်တဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်အပတိဋ္ဌသာသမီကိုဓမ္မသက် ကျမ်းများမှာကောက်ယူ၍ငွေစားသော သာသမီလို့ဖော်ပြထားပါတယ်အပတိဋ္ဌသာသမီတွေဟာ ကိဋ္တိမသာသမီများကဲ့သို့မိဘရဲ့အမွေကိုဆက်ခံရန်ရည်စူးပြီးတော့မွေးစားခြင်းမဟုတ်ဘဲနဲ့အမှတ်မထင်ကောက်ယူမွေးစားသောသာသမီတွေသာဖြစ်ပါတယ်။မြမတလေးထုံထမ်းမှာအမွေရှင်ကွယ်လွန်ပြီးတဲ့နောက်ဒိုင်းရိုက်အမွေဆက်ခံမဲ့သူမရှိဘူးဆိုရင်အပဋိဒ္ဓသာသမီကတဝက်ဆွေမျိုးများကတဝက်ရရှိမှာဖြစ်ပါတယ်။အပဋိဒ္ဓသာသမီတွေကမွေးစားမိဘနဲ့အတူမနေပေမဲ့လည်းမိဘရဲ့အမွေခံ၆မျိုးထဲမှာပါမယ်ဆိုရင်တော့အမွေတဝက်ကိုရရှိမှာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့စီရင်နှုန်းလေးတစ်ခုနဲ့ကျွန်တော်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။စီရင်နှုန်းလေးကတော့ဒေါ်ဘိန်းလျံနဲ့ဥဝင်းမော်ပါနဲ့1989မြန်မာနိုင်ငံတရားစီရင်ထုံးများစာ63အမှုလေးပဲဖြစ်ပါတယ်။ဒီစီရင်နှုန်းလေးမှာတော့အမွေရှင်ကွယ်လွန်သွားတဲ့နောက်မှာအပတိထသားနဲ့တမီကြံရိတ်ခဲ့ပါတယ်။အပတိထသားဟာအမွေရှင်ရဲ့ညီမဖြစ်သူနဲ့အပတိထတမီတို့အပေါ်မှာကြံရိတ်ခဲ့တဲ့အမွေကိုခွဲဝေဝေဖို့အတွက်ပြည်내တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့အခါမှာအနိုင်ဒီဂရီရရှိခဲ့ပါတယ်။အမွေရှိရဲ့ညီမဟာဗဟုတရားရုံးမှာအယူခံဝင်ရောက်တဲ့အခါမှာအပတိတ်တသာသမိတွေဖြစ်တော်လဲပဲအမွေရှင်နဲ့အတူမနေတဲ့အတွက်အမွေရောက်ခွင့်မရှိဘူးလို့အကြောင်းပြလျှောက်လဲပါတယ်။ဗဟုတရားရုံးကဘလို့ဆုံးဖြတ်ခဲ့တယ်လဲဆိုရင် အပတိတ်တသာသမိတွေဟာမွေးစားမိဘနဲ့အတူမနေပေမဲ့လေမွေးစားမိဘရဲ့မောင်အရင်းတွေကမွေးတဲ့တူတူမတွေကိုအပတိတ်တသာသမိဖြစ်မွေးစားတာကြောင့်သူတို့တွေဟာ အမွေခံ6ရောက်မှာပါတဲ့အတွက်အမွေရခွင့်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်တော့အပထိတ်ရသာသမီတွေဟာအမွေရှင်ရဲ့သာသမီတွေမကြံဘူးဆိုလို့ရှိရင်အမွေတဝက်ရခွင့်ရှိမှာဖြစ်ပါတယ်အပထိတ်ရသာသမီတွေဟာအမွေရှင်နဲ့အတူမနေပေမဲ့လည်းအမွေရှင်ရဲ့အမွေခံ6မျိုးထဲမှာပါဝင်မယ်ဆိုရင်တော့အမွေတဝက် ရရှိမယ်လို့အကြံပြင်းဆွေးနွေးမျှဝေပေးလိုက်ပါတယ် နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။